တရင်ပဲသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကြည်စက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးတီကြည့်ရှုနားဆင်ပေးဖို့မြတ်တရခန့်အပ်ပါရခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒလားမျိုးနဲ့ရာသားတကြံရက်ွက်မှာနိုင်ရင်ကိုလူမိုက်ပြူစောတီရခကြီးကရံမူပြီးကားနဲ့ဝင်တိုက်မှုမှာလူ၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ ဒါကိုတိုင်ကြားပေးမယ်ရဲကရေးမယူပဲလှုပ်ပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။ရန်ကုန်တိုင်းဒလားမြို့နယ်ရာသာတကြံရက်ကွက်အုလာကြီးလမ်းမှာနာရီရက်လက်လုံးနေတဲ့အိမ်ကိုလူမိုက်ပြူစောတိရခကြီးခော့ကိုသိန်းဆိုသူကအရံမိုးကကားနဲ့ဝင်တိုက်ခဲ့တာကြောင့်အစိုးပါအိမ်မှာကလေးငယ်တွေအပါအဝင်လူ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ရဲကဖမ်းဆီးရေးယူခြင်းမရှိဘူးလို့ရက်ကွက်နေပြည်သူများကပြောပါတယ်။ယမန်နေ့အော်တိုဘားလ၁၂ရက်မနက်9:00နာရီချိန်မှာလူမိုက်ရခကြီးဆိုသူက နိုင်ရင်ကိုကားနဲ့ဝင်တိုက်ချင်းဖြစ်ပြီးတော့အဲဒီမှာရက်လက်မုံရင်ကစားနေကြတဲ့ကလေးငယ်တွေအပါအဝင်လူ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီမှာမုံရင်ကစားနေတဲ့လူတွေကားနဲ့ဝင်တိုက်ခံရလို့ကလေးနဲ့လူကြီး၁၂ယောက်ထိခိုက်ဒဏ်ရာရတယ်။ရန်ကုန်စေယုံကြီးကိုရေးပေါ်စေကူတာနေရပါတယ်။နှစ်ဦးစိုးရင်ရပါတယ်။ဒါပေမဲ့ရဲကမဖမ်းဘူး။အမှန်ဆိုရင်ရင်ရင်းရဲရောနေရင်းရဲရောကဒီလိုလိုင်စင်းမဲ့ကားကိုမောင်းနေမှုရင်တိုင်းမှုနဲ့အရင်ဆုံးဖမ်းဆီးရမှာလို့ရက်ကွက်နေပြည်သူတအူးကပြောပြပါတယ်။ အဲ့ဒီလူမရက်ခကြီးဟာအကြမ်းဖက်စစ်တပ်ရဲနဲ့ပေါင်းပြီးရက်ခွက်နေပြည်သူများကိုဒုက္ခပေးနေသူဖြစ်ကြောင်းစမှုတန်းချေကောက်ခြင်းနိုင်ငံရေးလှုပ်ရှားသူများကိုရှာဖွေဖမ်းဆီးခြင်းတွေလုံဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရက်ခကြီးကစီဒီယန်သမားတွေ PDF တွေနိုင်ငံရေးသမားတွေကိုဖမ်းဆီးပေးတာပတ်စံပေးပြီးခိုင်းလို့ရှိရင် အကုန်လုပ်ပေးတယ်။ပတ်စံပေးပြီးလူရိုက်ခိုင်းတာမျိုးပေါ့။သူတို့ကရိုက်ပေးတယ်။ဩကထလည်းဘာမှမပြောရဘူး။စိန်မှုရိုင်းမှုဆိုရင်လည်းသူ့ကိုအကုန်ကြောက်တယ်လို့ရက်ခွက်နေပြည်သူတဦးကပြောဆိုပါတယ်။ ဆလဘီဓမ္မတင်ဆက်ပေးခြင်းတဲ့တင်ကတော့အချမ်းဘက်ဆဲရနာတိမ်မှုနဲ့ပြည်သူလူထုကိုတပ်ပြတ်နေခြင်းကြောင့်တနိုင်ငံလုံးအပြစ်ခက်ရစရေး NCA စာချုပ်ရဆိုင်ပြီးစကုစုံတစ်ခုအဖြစ်ရောက်ရှိသွားတယ်လို့ GNU CNF BNL ABSTF NMSP နဲ့ LDU တော်လှန်ရေးတပ်များကကြေညာကအချမ်းဘက်စစ်တပ်ကလုံးမဲ့ NCA စနစ်ပြည့်ခမ်းနားတို့ ASEAN ကုလသမဂ္ဂနဲ့နိုင်ငံတကာတာဏမန်များမတက်ရောက်ရန်တိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ လက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်ဆက်ရနာတင်ထားခြင်းနဲ့အကြမ်းဖက်စစ်တပ်ကပြည်သူလူထုကိုတပ်ဖြတ်နေခြင်းတွေကြောင့်တိုင်းနိုင်ငံလုံးအပြစ်ခတ်ရစေးရေး NCA စာချုပ်ဟာရပ်ဆိုင်းသွားပြီးစကုစုတ်တစ်ခုအဖြစ်ရောက်ရှိသွားပြီဖြစ်တယ်လို့ကရင်မျိုးသားစည်းရုံး KNU ချင်းမျိုးသားတပ်ဦး CNF ပအို PNL ABSDF NMSP နဲ့ LDU တော်လှန်ရေးတပ်တွေကဒီကနေ့စုပေါင်းထုတ်ပြန်ကြေညာလိုက်ပါတယ်အဲ့ဒီတိုင်းရင်သားတော်လန်ရေးတပ်ဖွဲ့6ခုရဲ့ဒီကနေ့ထုတ်ပြန်ကြေညာတဲ့ကြေညာချက်ထဲမှာစစုပ်ပအောင်အခြား6ချက်ပါဝင်ပြီး အဓိကအပြင် NCA စာချုပ်လုပ်ငန်းစဉ်များရပ်ဆိုင်းသွားပြီးတော့အကြံပေးစတက်ကပြုလုပ်မဲ့ NCA စနစ်ပြည့်ခန်းနာကို ASEAN ပါဝင်ကုလသမဂ္ဂနဲ့နိုင်ငံတကာတာဏမန်များတက်ရောက်ခြင်းမပြုရန်တိုက်တွန်းထားတာဖြစ်ပါတယ်။အခုတနိုင်ငံလုံးအပြည့်ခက်ရဲ့စည်ရေးစာချုပ် NCA ကိုရေထိုးခဲ့ရတဲ့အကြောင်းရင်းကနိုင်ငံရေးရာတွဲဆုံဆွေးနွေးမှုလုပ်ငန်းစဉ်တွေကိုစတင်နိုင်ဖို့ဖြစ်ပါတယ်။ဒီနိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးရာဖြေရှင်းဖို့ဆိုတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ဒါကိုလည်း NCA စာချုပ်မှာအတိအလင်းဖော်ပြထားပါတယ်။ ဒါပေမဲ့2021ဖေဖော်ဝါရီလမှာစစ်တပ်ကအာဏာသိမ်းတဲ့အချိန်မှာတော့ NCA စာချုပ်ရဲ့နှစ်တာရတွေရောအခြေခံမူတွေရောပါအကုန်လုံးပြတ်ပြဲသွားပါတယ်။ဒါကြောင့်မို့လို့ NCA စာချုပ်ပြည့်စည်ရတဲ့အကြောင်းရင်းကတော့အဓိကကစစ်တပ်အာဏာသိမ်းတာပါပဲ။နောက်ပြီး NCA စာချုပ်အခုလိုစကုစုံဖြစ်သွားရတဲ့အဓိကတရက်ခံကလည်းအဲ့ဒီအကြမ်းဖက်စစ်တပ်ပါပဲလို့ ABS တရပြောရေးစုခွင့်ရှိသူရဲဘော်ကြော်လင်းကပြောပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့ပြည်ထောင်နာကိုနိုင်ငံရေးနီးလန်းနဲ့ဖြည့်ရှင်းနိုင်ရန်ရည်ရွယ်တဲ့ KNU, CNF, APSDF နဲ့ PNL တို့ကလည်းအခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၄ဘွဲ့နဲ့တူတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးသဘောတူစာချုပ် NCA ကို2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ပြီးတော့ NMSP နဲ့ LDU တို့က2018ခုနှစ်ဖေဖော်ဝါရီ13ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြကြောင်း NCA လုပ်ငန်းစဉ်အကောင့်ထဲပေါ်စဉ်ကာလတွင်းမှာမြန်မာစစ်တပ်ကလုပ်ငန်းစဉ်အားလွှမ်းမိုးထိန်းချုပ်ခြင်း၎င်းတို့ရဲ့ဂျမ်ဘတ်စစ်တပ်ကြီးစိုးရေးမူဝါဒတွေနဲ့တပတ်သက်ပိတ်ဆို့ခဲ့ပြီးတော့ န်စီအေးရဲ့သဘောတူညီချက်တွေကိုအကောင့်ထဲမဖော်နိုင်ရန်ဒါစီချင်းတွေပြုလုပ်ခဲ့တယ်လို့စာချုပ်ပါသဘောတူညီချက်များကိုအချင်းချင်းချိုးပေါက်ခြင်းများရှိခဲ့ပေမဲ့ငြိမ်းချမ်းရေးနဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်ရည်မှန်းချက်နဲ့စိတ်ရှည်တီးခန့်နီလန်းရှောက်ပွေကဒီဇိုင်းမမတ်စ조사ခဲ့မှုကြောင့်သဘောတူညီချက်တချို့ရရှိအောင်ဂျိုးပန်ဆောင်ရွက်နိုင်ခဲ့တယ်လို့ညင်ညာထားပါတယ်တိုးတော့2021ဖေဖော်ဝါရီလဆေးရနာဒိမှုဟာ NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမူတွေနဲ့ရည်မှန်းချက်များကိုပြောင်ပြောင်တင်းတင်းဖြည့်ဆည်းလိုက်ပြီးဖြစ်ပြီးတော့ အစီရဲကောင်းတဲ့ဖော်မှုလုပ်ငန်းစဉ်ဟာလည်းရပ်ဆိုင်းသွားက၎င်းဟာစကုစုံတစ်ခုအဖြစ်သို့ရောက်ရှိသွားစေကြောင်းစီရဲစာချုပ်ပေါ်ကျိုးဝင်ဆောက်ထင်းခြင်းမရှိဘဲအချင်းချင်းချိုးပေါက်ခဲ့တဲ့ချမ်ပတ်ဆဲဥစုကဘီသူလူတို့ကိုအင်အားတုံးကပုံစံအမျိုးမျိုးနဲ့ဖန်စီနှိမ့်ဆက်တပြက်လာခဲ့တည်တာမကောင်းလေချောင်းတကိုင်းမှုများအပါဝင်ဘီသူလူတို့ကိုချမ်ပတ်တပြက်မှုတွေနေစဉ်ကျူးလွန်လျက်ရှိစဉ်ပါပင်ယခုခါ NCA ၁၀နှစ်ပြည့်နှစ်ပတ်လည်ပြုလုပ်ရန်ပြင်ဆင်နေတယ်လို့ ိုင်းရင်းသားလက်နက်ကိုင်နဲ့တော်လိုင်းရေးဖွဲ့များရဲ့စူပေါင်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။အဲလိုစေအုပ်စုရဲ့ NCA အမိခံပြီးပြုလုပ်တဲ့ဟန်ပြားလုပ်ငန်းစဉ်များနဲ့အချမ်းပတ်စေအုပ်စုမှာ၎င်းတို့ကိုယ်တိုင်ချိုးပေါက်ခဲ့ပြီးဖြစ်တဲ့ပြပြဲသွားပြီးဖြစ်တဲ့2008ဖွဲ့စည်းပုံခြေကံဥပဒေအောက်မှာ၎င်းတို့ချင်းပရန်ပြင်ဆင်နေတဲ့တူးယောင်ရွေးကောက်ပွဲတို့ဟာဆဲယနာရှင်များကနိုင်ငံကိုတတလုံးထိန်းချုပ်နိုင်ရေး၎င်းတို့တရားဝင်မှုရှိစေရေးအတွက်ဂျိုးပန်းချင်းတာဖြစ်ကြောင်း ဟာနိုင်ငံအချက်အတဲနဲ့ပြည်သူလူထုရဲ့စိတ်ရဒုက္ခတွေကိုဖြေရှင်းနိုင်မှာမဟုတ်ပဲပရိပခမများတာပို့ပြီးတော့ရှေလျားစေမှာဖြစ်တယ်လို့ထောက်ပြထားပါတယ်။ဒါပြင်ပြည်သူလူထုကိုနေစဉ်ဘုံကျဲတစ်ဖြတ်လူငယ်များကိုအာဓမစစ်မှုထံစေခိုင်းခြင်းများပြုလုပ်နေတဲ့ဆဲဥစုရဲ့ဟန်ပြလုပ်ငန်းစဉ်များမှာပါဝင်ခြင်းဟာမြန်မာနိုင်ငံနဲ့ဒေသတွင်းမတည်ငြိမ်မှုကိုဖန်တီးနေတဲ့အကြံပတ်ဆဲဥစုကိုထောက်ခံရကြတဲ့တော့ NCA လက်မှတ်ရေးထိုးခြင်းဆယ်နှစ်ပြည့်မြောက်ခမ်းနားကိုမတက်ရောက်ခြင်းအပြင် ပြည်သူလူထုနဲ့အတူရည်တည်ကြောင်းပြသကြပါရန် UN ASEAN နဲ့နိုင်ငံတကာတာဝန်များကို NCA မှကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့တဲ့ဒိုင်းအင်းသားတော်လန်ရေးတက်တီကတိုက်တွန်းထားတာဖြစ်ပါတယ်။ဒါပြင်ဒိုင်းအင်းသားတော်လန်ရေးတက်များအနေနဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးဖြစ်ပေါ်စေရေးရန်လမ်းစာဖြစ်တယ်။လက်နက်ကင်စစ်တကနိုင်ငံရေးမှာပါဝင်မှုမရှိစေရန်ပြည်ပကတွင်မှမတရားကျူးလွန်ခံရသူများတို့တရားမျှတမှုရှိစေရန်ဖက်ဒရယ်ဒီမိုကရေစီပေါ်စည်းပုံခြေကံဥပဒေအသစ်ရေးဆွဲနိုင်ရန်တို့ တော်လန်တိုက်ပွဲဝင်နေကြတဲ့တော်လန်ရေးဖွဲ့စည်းများနဲ့အတူတကွအကြမ်းဖက်ဆက်ရနာရှင်စနစ်ခြုံငင်းပြီးဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတည်ထူထောင်နိုင်တဲ့တည်တန်တိတ်တန်ချဒီဇိုင်းမမတ်တိုက်ပွဲဝင်နေမှာဖြစ်တယ်လို့ကြေညာထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဘိုကလေးမျိုးနဲ့တန်ကဝချေးဝါအုပ်ချုပ်ရေးမှုလင်းနိုင်ကစမှုတန်းချေးလို့ဆိုတာလာစင်ငွေကောက်ခံမှုကနေရရှိတဲ့ငွေကျပ်ဒိန်ခွန်းနဲ့အနီးပါးကိုအလွယ်သုံးစားလုံမှုကိုတိုင်ကြားစွာပေးပို့ပေးမယ်လေအေးမြို့တဲ့အပြင်ငွေကောက်ခံမှုပိုဆိုးလာတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ အေရီတိုင်းပုတ်ကလေးမျိုးနဲ့တန်ကဝါချေးဝါအုတ်ချုပ်ရည်မှုလင်းနိုင်ကစမှုတန်းချေးလို့ဆိုကလားစဲငွေကောက်ခံမှုကနေရရှိတဲ့ငွေကျပ်ဒိန်900နေပါးကိုအလွယ်သုံးစားလုံးမှုကိုတိုင်ကြားစာပေးပို့ပေးမယ်လေအရေးမယူတဲ့အပြင်ငွေကောက်ခံမှုပုံမဆိုးလာတယ်လို့ဒီကနေ့ပြည်သူတွေကပြောပါတယ်အဲ့ဒီပုတ်ကလေးမျိုးနဲ့တန်ကဝါချေးဝါအုတ်စုရဲ့အုတ်ချုပ်ရည်မှုလင်းနိုင်က2024ခုနှစ်မေလမှစတင်ပြီးစမှုတန်းချေးလို့ဆိုကဂျေးဝါနေပြည်သူများထံမှလားစဲငွေကြေးများကိုအတင်းကျပ်ကောက်ခံခဲ့ကြတယ် စတင်ကောက်ခံတဲ့အချိန်ဟာအဆိုပါစမှုတန်းကြီးဟာစမှုတန်းပြည့်သွားရောက်မဲ့လူငယ်များကိုနင်းနာခြင်းနဲ့ထောက်ပံ့ခြင်းဖြင့်ပေးရန်ဖြစ်တယ်လို့ဆိုကလားစင်လာတိုင်းကောက်ခံခဲ့တာဖြစ်ကြောင်းအဲလိုလားစင်ငွေကြေးတွေကောက်ခံရကနေရရှိတဲ့ငွေကြေးပမာဏဟာစုစုပေါင်းငွေကျပ်300နီးပါးရရှိလာကြောင်းတို့ရမှာအဆိုပါငွေကြေးတွေကိုစမှုတန်းဖြစ်ဆေလောခံရတဲ့လူငယ်များနဲ့မိသားစုများကိုလုံးဝလုံးဝပေးရခြင်းမရှိပါနဲ့။အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကတပ်ဆိုင်ရာမျိုးနွယ်အဖွဲ့များထံသို့လမ်းငွေများပေးကာတုံးဆွဲပြော်ပါလျက်ရှိကြောင်း အဲ့ဒီကိစ္စတော့ဆမှုထမ်းရမယ့်လူငယ်များနဲ့မိသားစုများကမချေနှက်လို့နေပြည်တော်ကိုတိုင်ကြားစွာပို့ပေမဲ့လည်းမိသောမှာရေးယူမှုမရှိကြောင်းသိရပါတယ်။အခုဆမှုထမ်းရမယ့်လူငယ်တွေကိုနင်းနာခြင်းနဲ့ထောက်ပံ့ခြင်းဆိုပြီးငွေတွေလာတိုင်းကောက်တာ။အခုနောက်ဆုံးငွေကြေးကပေါင်းကြည့်တော့1900နီးပါးရှိပါတယ်။တည်တည်ကြကြဆိုရင်ကောက်ခံရငွေကငွေကျပ်689သိန်း4400ရရှိခဲ့ပါတယ်။ဂျေးဝါအုပ်စုထဲမှာဆမှုတံပါသွားတဲ့လူငယ်ခုနှစ်ဦးရဲ့မိသားစုတွေကိုလည်းလုံးဝလုံးဝထောက်ပံ့ငွေပေးတာမရှိပါဘူး။ ပိုကလေးမျိုးနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကိုလည်းသူကလက်ထိုးပေးထားတယ်။သူတို့ခြေဝါအုပ်ချုပ်ရေးအဖွဲ့တွေကတုံးကျင်နိုင်တုံးပြောကျင်နိုင်ပြောညာတိုင်းမျိုးပေါ်တက်ပြီးတော့ Cherry Wine KTV မှာပျော်ပါပြီးသူ့ရဲ့အထက်လူကြီးတွေတယုံယုံနဲ့ဖြစ်နေတာလို့ဒေသနေပြည်သူတအိုးကပြောပါတယ်။အဲလိုပြည်သူများထံမှစမှုတန်းချင်းများကောက်ခံပြီးစမှုတန်းလူငယ်များကိုထောက်ပံ့ချေမပေးရတဲ့တော့တကယ်စကိုနေပြီးတော့သူ့စူပေါင်းပြီးတော့တိုင်ကြားကြကြောင်းတို့ရမှာမိတိရေးယူမှုမှမရှိပဲ ငွေချေခောက်ခံမှုဟာရခင်ကားထပ်ပင်ပုံမှုဆိုးဝါးလာတယ်လို့သိရပါတယ်။အခုပြည်သူငွေတွေကိုအလွဲသုံးစားလုံးနေတာကြောင့်အထက်ကလူကြီးတွေကိုစားဖို့တန်ကြားခဲ့ပေမဲ့အုပ်ချုပ်ရေးမှုကိုထိထိရောက်ရောက်ရေးယူခဲ့ခြင်းမရှိဘဲနဲ့အုပ်ချုပ်ရေးမှုလင်းနိုင်ကိုခေါ်ယူစစ်ဆေးတာလောက်သာလုပ်ခဲ့ပါတယ်။သူ့ကိုမတ်လ16ရက်နေ့မှာတိုင်ပါတယ်။အော်တိုဘာလ10ရက်နေ့မှာခေါ်ယူစစ်ဆေးပြီးတော့ဘာမှရေးယူမှုမလုပ်ပါဘူး။ဒုထက်ကလူကြီးတွေကိုပေးကြွေးထားပြီးတော့ချယ်ရီဝိုင်း KTV မှာပြည်သူငွေတွေကိုတုံးဖြုံနေပါတယ်။ အခုလိုအများပြည်သူတွေစီးပွားရေးချက်တနေတဲ့အချိန်မှာဇမှုတန်ထောက်ပံ့ငွေဆိုပြီးခေါင်းစဉ်တက်ခါမတရားကောက်ခံပြီးပြည်သူရဲ့ငွေတွေကိုအလွဲသုံးစားသုံးဖြုံးနေတာကိုတာဝန်သိပြည်သူကတိုင်းစားပိုးခဲ့ပေမဲ့အောက်ချုပ်ရေးမှုလင်းနိုင်ကအထက်လူကြီးတွေနဲ့ပေါင်းပြီးမစင်ကျင်နေပြင်အခုနောက်ပိုင်းမှာပို့ပြီးတော့ဆိုးလာနေတာကိုအခုတန်ကဝတိုင်းနယ်တွင်းကပြည်သူတွေမှလည်းကြောက်ကြောက်နဲ့ငြိမ်နေရပါတယ်လို့ဒီသားနေပြည်သူတအူးကပြောပါတယ်အချမ်းမဲ့စစ်တပ်ကပုံကလေးမျိုးနဲ့အတွင်းမှာဇမှုတန်လူငယ်များရရှိစေရတဲ့အတွက် ဂျေးဝါနဲ့ရက်ွက်အုပ်ချုပ်ရေးမှူးများကိုပေါ်တာဆွဲခွင့်ဇမှုတန်းကြီးခောက်ခံကွင်းနဲ့လူငယ်များကိုဖမ်းဆီးချင်းချောင်းငွေတောင်းခံခြင်းကိုတရားဝင်ခွင့်ပြုပေးထားတဲ့ပုံစံဖြစ်နေတယ်လို့ဒေသနေပြည်သူများကပြောဆိုနေကြပါတယ်။နောက်ထပ်တမန်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ပေါက်ခေါင်းမှာစစ်တပ်ရဲ့ border ထိုင်စခန်းမှာလူချင်းပြောင်းပြုတ်လုပြီးပြန်လာတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ရမှာ။ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့ပြီးခဲရန်တချို့တင်ဆက်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်မှာအချမ်းမဲ့စစ်တပ်ရဲ့ border ထိုင်စခန်းမှာ လူချင်းပြောင်းပြုတ်လုပြီးပြန်လာတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ရမှာထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့ပြီးတော့ခေရန်တချို့ကိုလည်းဒိန်းဆက်ရရှိခဲ့တယ်လို့ BKN တရဲနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ17ရက်နေ့ညာရှင်းနာရီခန့်မှာပေါကောင်းမြို့နယ်ဘော်ဒါအထိုင်စခန်းမှာလူချင်းပြောင်းပြုတ်လုပြီးပြန်လာတဲ့အင်အား44ဦးပါတဲ့စစ်ကြောင်းကိုဗကိုးတိုင်းဗျူဟာ21ကိုကဲမှုအောက်မှာရှိတဲ့ BKN တရဲအမှတ်နဲ့ဒုံအောင်600ရက်နဲ့တရင်တခွဲသုံးမှာရဲဘော်များက တောင်လေကြီးဝအနီးမှာရှိတဲ့ခွေပင်ကုံနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုတွေမှာအချမ်းမဲ့စစ်တပ်ကထိခိုက်ဒဏ်ရာရရှိသူတွေများပြားပြီးဒဏ်ရာရတဲ့စစ်သားတွေကိုထမ်းစစ်နဲ့ပြန်လည်တဲထုတ်သွားတယ်လို့သိရပါတယ်။အဲလိုမိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်ရေမန်နေအော်တိုဘားလာ၁၂ရက်နေ့မနက်ပိုင်းမှာအဆိုပါနေရာကိုတော်လိုင်းရဲဘော်များကနေမြေရှင်းလင်းရေးပြုလုပ်စင်မှာစစ်တုံးကျော်ပိုးအိတ်တလုံး MG ပေါက်တစ်ခု BA 100ဘုံးဒီတလုံး 5.56G 90တောက်ဘာဝါပန်တလုံးတို့ကိုဒင်းဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ အလားတူပြီးခဲ့တဲ့အော်တိုဘားလာ၄ရက်နေ့မနက်ပိုင်းကလည်းပောက်ခေါင်းမျိုးနဲ့တောင်းလေချေးဝါထိုင်စကားမှအင်အား50ခန့်ပါဝင်တဲ့ဂျမ်ဘတ်စစ်တပ်ရဲ့ခြေလျင်စကြောင်းကို viewer 21ကိုကံမှုအောက်မှာရှိတဲ့ PKI တက်ရင်အမှတ်3600နဲ့တခွဲ3တခွဲ4နဲ့ရွှေတောင်ဘကားဖားတို့ကပူပေါင်းပြီးအုပ်ဖို့ခြေဝါအနီးမှာမိုင်းဆွဲတက်ခိုက်ခဲ့ရမှာအချမ်းမဲ့စတဲ့ဘက်ကထိခိုက်မှု ရှိပေမဲ့အရေးအတွက်ကိုဒီပြုံးနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့အော်တိုဘားလာ၈ရက်နေ့မှာလည်းပောက်ခေါင်းမျိုးနဲ့ချင်းလေဂိတ်ကနေ ခင်ပုံဝေးရံထွက်လာတဲ့အင်အား20ခန့်ပါတဲ့စစ်ကြောင်းနဲ့ဘီဝါ21ကိုကွယ်မှုအောက်မှာရှိတဲ့ဘီခရိုင်တရင်အမှတ်နဲ့ဒုံတောင်600ရာနဲ့တရင်တခွဲသုံးနဲ့ရွှေတောင်ဘကဖရဲဘော်များထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အခုပောက်ခေါင်းမျိုးနယ်ထဲမှာတော့စစ်ခွဲတွေနဲ့ထိတွေ့မှုဖြစ်တာကတော့ဇတိုက်ကိုဖြစ်ပွားပါတယ်လက်ရှိကျွန်တော်တို့ပျောက်ကြားပုံစံနဲ့မိုင်းဆွဲတိုက်ခိုက်တာပစ်ခတ်တိုက်ခိုက်တာတွေလုံးဆောင်ခဲ့တော့ရဲဘော်တွေထိခိုက်မှုတော့မရှိပါဘူး ။အဲဒီမှာစစ်ကွေးတွေဘက်ကထိခိုက်မှုရှိပေမဲ့အရေးထွက်ကိုတော့အတိမပြုတ်နိုင်သေးပါဘူး။ကျွန်တော်တို့ဆက်လက်ပြီးစုံစမ်းနေသေးပါလို့ BKI တရဲနဲ့တရဲနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရက်စတာကပြောပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ဖာကန်းတိုက်ပွဲမှာစစ်မှုတန်တပ်သားတွေတေဆုံးမှုများပြီးအစမ်းနေစနိုက်ပါတမားကို KI ဖမ်းမိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကချင်ပြည်နယ်ဖာကန်းမြို့မလန်းကြီးဝါအနီးကြောက်စိမ့်တောင်တေရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတို့မှာ အကြမ်းဖက်စကောင်းစီတက်ရဲ့စစ်မှုတန်တင်နန်းစဉ်တပ်သားတွေထိခိုက်သေဆုံးမှုများပြားပြီးစနိုက်ပါသမားတဦးပါဝင်နှစ်ဦးကိုလည်းကချင်လူလက်ရေးတပ်မတော် KIA နဲ့ KPDF ကဖမ်းမိထားတယ်လို့သတင်းရရှိပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ၁၀ရက်နေ့ကတိုက်ပွဲတွေမှာအကြမ်းဖက်စကောင်းစီတပ်ကစစ်မှုတန်တင်နန်းစဉ်တပ်သား80ထက်မနည်းတေဆုံးခဲ့တာဖြစ်တယ်လို့ KIA နဲ့နေဆက်တဲ့မြေပြင်သတင်းရင်းမြစ်တဦးကပြောပြပါတယ်။အရင်နေ့ကစကောင်းစီစကြောင်းကိုလေးဘက်လေးတန်ပိတ်ဆို့တိုက်ခိုက်တာပါ။အဲ့ဒီမှာလေကြောင်းကနေနှစ်ကြိမ်တောင်ဘုံကျဲတယ်နေလေ ်အကိုလည်းစကားဆစကြောင်းတွေရှိနေသေးတယ်လို့အလောင်းတွေလည်းပြန်ကျဲနေပါတယ်အရာကိုလမ်းမြင်ရတယ်လို့အဲ့ဒီသတင်းကြီးမြက်ကပြောပြပါတယ်နမဖြစ်ဂျေးဝါအုပ်စုထဲမှာပါဝင်နေမလန်းဂျေးဝါမှာဘေးကတဲ့အော်တိုဘားလာဇန်ကစတင်ပြီးတော့စကားဆတက်စကြောင်းတွေဝင်ရောက်လာလို့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီနောက်အော်တိုဘားလာ၁၀ရက်နေမှာတော့တိုက်ပွဲတွေအလွန်ပြင်းထန်ခဲ့ပြီးမနက်9နာရီကျော်ခန့်မှာတစ်ချိန်ညနေ4နာရီ10မိနစ်ခန့်မှာတစ်ချိန်ဝိုင်းတွဲရော့ဂျက်ဖိုက်တာနဲ့ပါပုံကျဲပြီးစတနက်နဲ့ပါဖြစ်ခဲ့ခဲ့တာလို့ဆိုပါတယ် ဒိုင်ပေါ်တို့မှာစကောင်းစီကကူတိုက်ပေးနေတဲ့အစမ်းနေရှမ်းနေတက်ကစနိုက်ပါသမားတအူးနဲ့သမုဒန်တနန်းစင်တသားတအူးကိုစိတ်ကြွားဆေးပြားတွေနဲ့အတူဖမ်းမိထားတယ်လို့သိရပါတယ်။အခုစနိုက်ပါသမားကအစမ်းနေတပ်ဖွဲ့ဝင်ဖြစ်ပါတယ်။မူရီစိတ်တွေပါတုံးထားတယ်။သူ့ရှေ့မှာလူတွေအများကြီးတည်ထားလို့တွေးပြက်နေတယ်လို့ KPTN နဲ့နေဆက်သူတအူးကပြောပါတယ်။အချမ်းမဲ့စကောင်းစီကဖာကန်ဒေတာကိုဓမ္မ33လက်ဟုတ်ခံတက်တီရှမ်းနေအစမ်းနေနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်ပူပေါင်းတက်တီကိုဆဲလို့ပြီး ဂရိုင်း KPD ရဲ့ထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကြောင်းထိုးဖို့စ조사နေတာဖြစ်ပါတယ်။လက်ရှိမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေလို့လေကြောင်းနဲ့လက်နက်ကြီးရန်တွေအပြင်မြေပြင်စစ်ကြောင်းရန်ကိုပါတတိပြုကြဖို့ KIA ကတတိပေးထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလဆယ်ရက်နေ့ကဖားကန့်အပြင်ဝိုင်းမော့မြို့လမြိုင်ရွာကိုလည်းစစ်ကောင်းစစ်ကဘုံကျဲခဲ့ပြီးတော့လက်ရှိမှာနဲ့လက်ရှိမှာနှစ်နေရာစလုံးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။အဲဒီနောက်မနေ့ကစင်ကူးမှကတောက်ကဆဖြစ်ရက်နဲ့ပတ်သက်ပြီးမပန်းဆက်လို့မှလည်းခုလိုရေးသားထားပါတယ်။စက်တက်လေကြောက်ရတယ် ဗီဒီယိုလည်းကြောက်ရတယ်ဆိုတဲ့ဗီဒီယိုတွေ့လို့ဩဒီပြည်သူတနာပါတယ်ဆိုပြီးဝင်ကြည့်လိုက်မိတော့ဗီဒီယိုတဲ့နေရာမှာစစ်တပ်ကကောင်းနေဆိုလို့ကဒီဗီဒီယိုလည်းရိုင်းနိုင်စရာမရှိတယ်လို့တမိသားစုလုံးအာဘဲကြီးနဲ့ပလီတီ6ချက်ဂလင်းစိညမ်းစိနေလဲပြောချင်းတောင်ရလိုက်မှာမဟုတ်ဘူးလက်နက်ကင်အနိုင်ကျင့်တယ်လို့ပြောရအောင်ငါးကောင်းတွေကလက်နက်ကြီးကင်ပြီးအနိုင်ကျင့်ခံနေရတာအေလိုရဲ့လက်နက်ကင်တပွဲတခုကိုလက်နက်မဲ့ပြည်သူတစုကနင်းကန်အနိုင်ကျင့်နေလိုက်တာများဒီလောက်စောက်ချုံမပြေတဲ့ တိန်လုံးလူပါဝါတာခံရတယ်ပြင်ဆန်ရဲ့နာနာဖို့အခြေအနေနဲ့အထက်ကပါရေးယူခံလိုက်ရတယ်စိတ်ထဲမှာမကောင်းလွန်းလို့ရန်စွာနေတဲ့ရဲဘော်အစင်လေးကိုတွားပြီးတော့ဖေးမှကျင်လိုက်တာဆိုတာဘေးကရှင်းနေမမကတော့ကြည်ကြက်စိတ်ဖြစ်ပေါ့နော်မနေ့ကအစင်ကူးကကထောက်ကဆဖြစ်ရမှာပြည်သူကိုအနိုင်ကျင့်နေတို့ဒီမိုကရေစီမဆန့်မှုတို့ဒီစကလုံးတွေကိုလှိုင်းလှိုင်းသုံးပြီးတော့ဝါဒပြန်တာကတခါမှဒီမိုကရေစီမလိုချင်ဘူးတဲ့စစ်ခွေးဘောမာတွေကြီးပဲဘသူမှလည်းဘသူမှန်လဲဆိုတော့ ဒါမှန်ပြည်သူတွေတောင်တစ်ချက်ကြည့်ရင်သိတဲ့ကိစ္စလေဒီမိုကရေစီမဆန်ဘူးလို့ဆိုရအောင်အခုကဒီမိုကရေစီရနေပြီလားဆဲရနာတင်ထားတဲ့အခုချိန်မှာဘယ်ကဒီမိုကရေစီကရနေလို့လဲဒီမိုကရေစီကမရသေးပါဘူးဒီမိုကရေစီရဖို့စ조사နေတဲ့ကာလပဲရှိပါသေးတယ်စက်တိုက်နေတဲ့ကာလမှာစီရေးအသည့်စီရေးတရီရှိဖို့လိုတယ်လို့လုံခြုံရေးစီကန်းတွေကိုလည်းတိကျစွာလိုက်နာဖို့လိုပါတယ်ပြည်သူဆိုတဲ့စကလုံးနောက်မှာဘုံကွယ်ပြီးတော့လူဘာဝလို့မရတယ်လို့ပြည်သူခွာဆိုပြီးနိုင်ကျင်းလို့လည်းမရပါဘူး ပြည်သူကလုံးချင်းရလုံးမယ်ဆိုပြီးတော့စီကန်းတွေကိုမလိုက်နာလို့မရပါဘူးစည်ရေးစီကန်းတွေထုတ်ပြန်ချက်တွေမလိုက်နာလို့လုံချုံရေးတွေဂျိုးပေါက်တာအနေရချာရောက်တာဆိုရင်မလိုက်နာသူတွေပဲတီးတန့်အနေရဖြစ်မှာမဟုတ်ပါဘူးပြည်သူများအနေရဖြစ်မှာဖြစ်တဲ့တော့ပြည်သူဆိုရင်လည်းပြည်သူပီသားချဖို့လိုပါတယ်အခုဒီဗီဒီယိုမှာကြည့်လိုက်ဖြစ်စက်မှာပေါဝင်တဲ့တပ်ဖွဲ့က PDF တွေဖြစ်နေလို့အရင်နေရာမှာစခွဲတွေသာဆိုရင်အခုလောက်ဆိုတမိသားစုလုံးဘဝကူးပြီးလို့နောက်ဘဝမှာငစိမ်းနှန်းရောက်နေလောက်ပြီ လက်နဲ့ကင်ထားတာချင်းတူပေမဲ့ပြည်သူက ပေါက်ဖွာလာတဲ့တက်နဲ့မင်းအောင်နိုင်မွေးထုတ်ထားတဲ့ခွေးသားတွေနဲ့မုန်းနဲ့မြေကွာချနေတာမျက်မြင်မယ်။အပြေးဝလုံမြောက်နေတဲ့ဒေတာမဟုတ်ဒေတာတောင်အရတားအုတ်ချုပ်တဲ့အုတ်ချုပ်ကြီးစနစ်မှာမလို့ကကက်လန်ရန်တွဲခွင့်ရနေတာတတ်တယ်ပဲ။အဲဒီမှာစောက်ပူတက်ကကောင်းနေဆိုရင်အခုလိုခြေလက်ဒေတာမပြောနဲ့မျိုးဝမှာတောင်အခုလိုသွားလို့ရင်အာလူးစကားကွက်ကျော်ဖြစ်သွားမယ်။ဆိုတော့ကမတူတာအရှင်းကြီးမြန်မာရက်နဲ့စက်တက်လေအတူတူပဲ။ ဗီဒီယာလည်းအတူတူပဲလို့អော်နေတဲ့ဟာတွေကိုတခုတော့ပြောခြင်းနေနင်တို့ဖေးရင်းနဲ့နင်တို့အမေကိုမရင်းကျင်သွားတဲ့ကောင်းမှာနင်တို့အမေကိုဗောတာခြင်းတူလို့အတူတူပဲလို့ထင်နေဆိုရင်တော့အေးနင်တို့မှန်တယ်တူတယ်လို့ပဲပြောဖို့ရှိတယ်ဆောက်ယူတွေနဲ့ပြိုင်မငင်းကျင်လို့ဆိုပြီးရေးသားထားကကိုရဲဖုံးမှလည်းအချမ်းပတ်စက်တက်ကလေရင်မြန်နဲ့လက်ပန့်လာလို့လေချောင်းခဏခဏအခြေခံနေရတဲ့နေမြေတွေမှာ ပြည်သူတွေရဲ့လုံခြုံရေးကိုဦးစားပေးပြီးတော့စတားလင်းဆိုင်ဖွင့်တာကိုရေးပေါ်အုပ်ချုပ်ရေးဘွဲကတားမြစ်ပိတ်ပင်ထားပါတယ်။ဒီပေါ်မှာမလိုက်နာတဲ့ပြည်သူတွေကို MDY PDF ကအချင်းချင်းတရီပေးပြီးမလိုက်နာတဲ့အခြေအနေတခုမှာအခြေတင်ဖြစ်ကြတာပါပဲ။ကျွန်တော်အမြင်ပြောရရင် MDY PDF ဘက်ကမမားဘူးလို့မြင်မိပါတယ်။လူတို့ပေါ်လူတို့ဆက်ဆံတဲ့အခါဘလို့နေတိုင်းသွာလာရမယ်၊မျက်နှာမူရမယ်ဆိုတာကလည်းရေးပေါ်တိုင်းသိထားကြပါတယ်။ဒီနေ့ MOD ဘက်ကထုတ်ပြန်ချက်အပေါ်လဲတိတ်ပြီးတော့အဆင်မပြေနေဘူးလို့မြင်မိပါတယ်။ ဒီလိုကိစ္စမျိုးကိုကျွန်တော်2023လောက်တုန်းကရွာသေးွားမှာမိုးရေဆေးွားနဲ့ပတ်သက်ပြီးဒါဝင်ရဝင်ဖန်းတုန်းကကိုယ်တိုင်ကြုံခဲ့ဘူးပါတယ်။ဒါကြောင့်ပြည်သူလူထုအနေနဲ့လည်းမိမိတို့ပြည်သူကားခွက်ရေးတပ်ဖွဲ့ကချမှတ်ထားတဲ့စီကံဥပဒေတွေကိုဒေချာလိုင်းတာပေးချဖို့လိုအပ်ပါတယ်။အခုဖြစ်စဉ်နေရာမှာစကားဆပတ်တာဆိုရင်အိမ်လဲပြပြက်လူတွေလည်းထောင်ထဲရောက်ဖြစ်နေတော့ပါပြီဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါသတင်း တော်လိုင်းရေးဘက်တော်သားများရဲ့သတင်းများနဲ့အတူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။